မဲတိုနီယန်ကတားမြင်စင်းဆိုတာမသိဘူးဆိုရင်မိုးတွင်းအစကားကလက်ခံနိုင်စရာမရှိဘူးမိုးတွင်းတားမြင်စင်းကြာခြင်းနဲ့ပတ်သက်လို့နောက်ခွဲကအကြောင်းရင်းများကိုသုံးသပ်ကြည့်ခြင်းပရိသတ်အားလုံးပဲမိလာပါဗျာဘလူးလိုင်းကင်းကနေပြန်လဲကြိုလိုက်ပါရင်မိဟာလုံးမိုးတွင်းရဲ့တားမြင်စင်းသုံးဆဲမှုကိစ္စဟာလည်းရှေ့မှာအာကစားလောကမှာဆွေးနွေးစရာဖြစ်နေပြီးသူ့ရဲ့ ဒေါ်ပင်စစ်ဆေးမှု A နဲ့ B နမူနာတစ်ခုစလုံးမှာမဲတိုနီယန်ဆိုတဲ့ဓာတ်မြင့်ဆေးကိုတွေ့ရှိခဲ့တာကြောင့်အင်္ဂလန်ဘောလုံးဖွဲချုပ် FA ကဆွဲချက်တင်ထားပါတယ်။ဒီကိစ္စမှာမူတွေးကသူအရွယ်ချက်ရှိရှိဓာတ်မြင့်ဆေးသုံးဆွဲခဲ့တာမဟုတ်ဘူးလို့ပြောထားပြီးဒါအထူးအတွက်အားအသိစရာဖြစ်ခဲ့တယ်လို့ Instagram မှာပြောထားပါတယ်။ဒါကြောင့်မေကွန်ထုတ်စရာတွေဖြစ်လာတာက professional ကစားမတရားအနေနဲ့ဓာတ်မြင့်ဆေးကိုမတိပဲသုံးဆွဲဖို့ဖြစ်နိုင်မလား။ဒါမှမဟုတ်မူတွေးကတမင်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလားဆိုတော့ဒါကိုကျွန်တော်တို့နည်းနည်းလောက်ဆွေးနွေးကြည့်ကြရအောင်ပါ။ကစားမတရားကဓာတ်မြင့်ဆေးကိုမတိပဲသုံးဆွဲဖို့ဖြစ်နိုင်ပါသလား။ ဒေါ်ပင်ဆိုင်ရာစီးမြင့်တွေနဲ့ကစားမတွေရဲ့တာဝန်ယူမှုကိုကြည့်ရင်တားမြင့်ဆေးကိုမတီးဘဲတုံးဆွဲဖို့ဖြစ်နိုင်ကြရှိပေမယ့်အလွန်နဲ့ပါပါရင်ဆေးဝါးတွေရဲ့မမျောလင်းထားတဲ့ညဉ့်ဉန်းမှုတွေကြောင့်တားမြင့်ဆေးတုံးပြစ်သွားတာရှိတတ်ပါရင်အားဖြည့်ဆေးတွေအာဟာရဖြည့်ဆွက်ဆေးတွေဒါမှမဟုတ်ဆေးဝါးတွေမှာတားမြင့်ဆေးတွေမတိမတာရောနှောပါဝင်နိုင်ပါရင်ဥပမာမက်တိုနီယန်ဟာဆေးဝါးတချို့မှာတရားဝင်တုံးဆွဲခွင့်ရှိတဲ့ယူကလိလိုနိုင်ငံတွေမှာရောင်းချခွင့်ရှိပြီးဒီလိုဆေးတွေကိုမူတွဲကမတိဘဲတုံးဆွဲမိဖို့ဖြစ်နိုင်ကြရှိတယ်လို့သတင်းတချို့ကဖော်ပြထားပါရင် ဒီလိုညဉ့်ဉန်းမှုတွေဟာကစားမားတွေကမတိမတာအတားမြင့်စေးတွေနဲ့ထိတွေ့စေနိုင်ပြီးဒါဟာရွယ်ချက်မရှိတဲ့သုံးစွဲမှုတစ်ခုဖြစ်လာနိုင်ပါတယ်။တန်းနဲ့နမ်းမိမဲ့လေမာရီယာရှာရာပိုဘာဟာ2016ခုနှစ်မှာမဲဒိုနီယန်သုံးစွဲမှုအတွက်ပြိပင်ခံရပြီးသူမဟာဆေးဝါးတစ်မျိုးကိုနှစ်ပေါင်းများစွာသုံးစွဲခဲ့ပြီးတားမြင့်စေးနဲ့ထည့်သွင်းခံရမှုကိုသတိမထားမိခဲ့ဘူးလို့ပြောခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာအသိပညာနယ်ပဖို့ဓမ္မဘောင်အမောင်ယုံများကြောင့်လည်းဓာမင်းစေ၃မိလိုက်တာမျိုးတွေဖြစ်တတ်ပါရင်ကစားမတွေဟာဆေးဘက်ဆိုင်ရာဖွဲ့တွေနဲ့လုံးလုံးပြီးသူတို့သုံးဆွဲတဲ့ဆေးဝါးတွေကိုစစ်ဆေးရပါတယ်ဒါပေမဲ့တချို့သောကစားမတွေဟာဆေးဝါးတွေရဲ့ဖွဲ့စည်းမှုကိုအသေးစိတ်မသိပဲသုံးဆွဲမိတာမျိုးရှိပါတယ်မော်ဒူရဲ့ကိစ္စမှာသူဟာယူကရိန်းမှာရှိစဉ်ဓမ္မဘောင်ခြေစည်းတင်တာဝန်ရှိတဲ့အချိန်မှာမက်ဒိုနီယာပါဝင်တဲ့ဆေးတမျိုးကိုသုံးဆွဲမိဖို့ဖြစ်နိုင်ခြေရှိတယ်လို့သတင်းတချို့ကဖော်ပြထားပါတယ်ဒါကကစားသမားရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ပေါ်ဆမှုဓမ္မဘောင်အသိပညာမပြည့်စုံမှုတွေကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်ဒါပေမဲ့ World Anti Doping Agency ရဲ့စီမံရာကစားမတွေဟာသူတို့သုံးဆွဲတဲ့စီးပွားတွေအတွက်အပြည့်အဝတောင်းဝင်ရပါတယ်။မသိလို့ဆိုတဲ့အကြောင်းပြချက်ဟာပြည်တံကို short ချဖို့အကန့်အသတ်နဲ့လက်ခံခဲ့ရပါတယ်။ဗိုလ်တွင်ဟာ UK ကစားသမားဖြစ်ပြီးမက်ဒိုနီယာဟာရှေ့ဥရောပနိုင်ငံတွေမှာနှလုံးရောဂါအတွက်တရားဝင်စီးပွားဖြင့်သုံးဆွဲခွင့်ရှိပါတယ်။၂၀၁၆ခုနှစ်မှာ WADA ကမက်ဒိုနီယာကိုတားမြစ်စီးရင်နဲ့ထည့်သွင်းခဲ့ပြီးတဲ့နောက်ကစားမတွေကိုဒီဆေးကိုသုံးဆွဲမိတာမျိုးမကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။မူတွင်အနေနဲ့ဒီဆေးရဲ့တားမြစ်ခံရမှုကိုအပြည့်အဝ နားမလည်ခဲ့ဘူးဆိုရင်မတိမတာ30မိဖို့ဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမဲ့ Premier League ကစားသမားတွေက WATA နဲ့ FA ရဲ့တားမြင်စင်စင်ကိုပုံမှန်သိရှိဖို့တင်းနှင်းနေအတိပေးအစီအစဉ်တွေနဲ့ထိတွေ့ရတာကြောင့်မတိလို့ဆိုတဲ့အကြောင်းပြချက်ဟာလက်ခံဖို့ခက်ခဲပါတယ်။ အသင်းနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့တာဝန်ဆိုတဲ့အပိုင်းကိုကြီးလိုက်မယ်ဆိုရင်လည်းချဲစီလိုထိတ်တန်းအသင်းတွေမှာဆေးဘက်ဆိုင်ရာအဖွဲ့တွေကကစားမတွေရဲ့ဆေးဝါးသုံးဆွဲမှုကိုစီမံပေးပြီးတားမြစ်ဆေးတွေမပါဝင်မှုစစ်ဆေးရပါတယ်။ဘူတွေးရဲ့ကိစ္စမှာချဲစီကသူ့ကိုဆေးပိုင်းဆိုင်ရာပံ့ပိုးပေးနေပြီးအသင်းကသူ့ကိုယုံကြည်တယ်လို့နေပြပါတယ်စကားကပြောခဲ့ပူပါတယ်။ဒါပေမဲ့ဒီဆေးဟာချဲစီမှာဘူတွေးတာဝန်မရှိချေအချိန်မှာသုံးဆွဲခံရတာဖြစ်နိုင်တယ်လို့သတင်းတချို့ကဆိုပါတယ်။ဒါအသင်းရဲ့ထိန်းချမှုအားနဲ့ကြဲတဲ့ဘူတွေးရဲ့ပုံကိုယ်ရေးဆိုင်ရာဆုံးဖြတ်ချက်နဲ့ပို့ပြီးတော့အသက်ဆိုင်နိုင်ပါတယ်။ ။နောက်ကြောင့်ဒီကိစ္စမှာမူတွဲကိုရိုင်းမှာတော့တာဝန်ပြည့်ရှိရလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒီစေးသုံးနာကတရားဝင်တားမြစ်ဆေးဖြစ်တယ်ဆိုတာသူမသိဘူးဆိုတာကြီးကနည်းနည်းလေးမှအတိအမဲ့မရှိတာပါ။မူတွဲကတော့ယူကရိန်းကိုပြန်တော့ဆေးလုံဝါလုံးနဲ့ဖြစ်ချင်ရတယ်ဖြစ်ခဲ့ပြီးဂျားရဲမှာချင်းစီကနေပါငါထွားခါလာပြီးဒုက္ခရောက်နေရတယ်လို့ပဲကျွန်တော်ကတော့မြင်မိပါတယ်။ပြည်သူများရဲ့အမြင်ကတော့ဘယ်လိုများရှိမလဲပြောပြခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Blue Lion King Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ